ဒီလက်နဲ့ကင်လန်းစင်တွေရှိနေတဲ့အတွက်ကြောင့်မို့လို့အဲကျမတို့ကជីပွားတင်းတဲ့လောက်မជីပွားဖွင့်မျိုးတင်းတဲ့လောက်မဖွင့်မျိုးပဲဖြစ်နေတာချင်းလွတ်လပ်ငြိမ်းချမ်းသောဆိုတာတိတ်ရည်တည်တယ်လွတ်လပ်ငြိမ်းချမ်းမှုမရှိတော့ကျွယ်ဝချမ်းသာသောဆိုတာလည်းမဖြစ်နိုင်အဲ့ရွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်ကျွန်တော်ဖြက်စီတစ်ဖက်ကဘလောက်ပဲလုံနေတုံနေတစ်ဖက်ကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနဲ့ဟလာအရက်သားအစိုးရတက်ဖို့ဖြစ်စေခြင်းနဲ့ဒါအားကြောင့်မလို့ဒီရွေးကောက်ပွဲကအရင်အခုလောက်ကိုလှုပ်တက်မှာတယ်အနာဘိစစ်ကောင်းဆောင်မြောင်းလိုင်ကဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာလိုက်ပြီးတော့ စစ်အာဏာသိမ်းမှုကိုတနည်းနည်းနဲ့ထောက်ခံပံ့ပိုးခဲ့ကြတဲ့စစ်ဒီမိုကရေစီလိုလားတဲ့ရပ်သားနိုင်ငံသမားတိုက်ကဒီကောက်ပွဲဝင်ရောက်ရေးလူရဲလှုပ်ရှားလာကြပါတယ်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့မျိုးဆက်တဲ့လူငယ် generation Z တွေရဲ့လက်နက်ကင်တော်လန်ရေးကြောင့်စစ်ပောင်ချပြီးနိုင်ငံရေးပောင်ကျင်းသွားပြီလို့မိဂရက်နစ်တွေကကြီးတွားခဲ့ကြတဲ့အဲ့ဒီနိုင်ငံသမားတွေဟာခုကမှတော့၎င်းတို့ရဲ့အလဲရောက်လာပြီဖြစ်တယ်လို့၎င်းတို့ရဲ့ရုပ်ပုံလွာစစ်စစ်တွေလည်းတဖြည်းဖြည်းပေါ်ထွက်လာနေပြီဖြစ်ပါတယ် တကယ်ပဲခွေးရုပ်တွေကပေါ်လာပါပြီ။နှစ်ခေါင်းကခွေးရုပ်တွေအာနာတိုဂျင်တို့ဒီဘက်ကတက်ရမလဲချောင်းနေတဲ့ကောင်တွေပေါ်လာပြီ။ယင်ကတော့ပေါ်လာနေတဲ့လူငယ်ပြောတာပေါ့လူငယ်တွေမှလို့ဒီတက်နေတာ။ဒါတွေဆိုပြီးတော့ခွေးကဒီကကြီးရဲ့ချက်ကတော့အပေါင်းပြင်ပြီးတော့နိုင်ငံရေးပေါင်းကျယ်ကျင်းတဲ့သဘောတရားပါတယ်။ယင်ကြင်ရေးဒီမိုကရေစီရွက်ောက်ပွဲစတဲ့အမြင်နာမတွေနဲ့အဲ့ဒီနိုင်ငံသမားတွေဟာ၎င်းတို့ရဲ့အရေးပါမှုကိုခံကတုတ်လို့ကာကွယ်ယူထားခဲ့ပြီးလက်ရှိဖြစ်ပေါ်နေတဲ့လက်နက်ကင်တော်လှန်ရေးကြောင့်မျိုးပေါ်နိုင်ငံရေးလမ်းကြောင်းပျောက်ဆုံးမသွားစေဖို့ကာကွယ်နေကြတဲ့ ငင်းချမ်းရေးစစ်သူကြီးတွေပမာပုံဖော်ပြီးသတင်းမီဒီယာတွေအင်တာဗျူးတွေမှာဒုတိယရှင်ကြားပြောဆိုလာခဲ့ကြပါတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့စစ်အာဏာရှင်နှုတ်သက်ခံနိုင်ငံရေးသမားဘဝခံယူနေကြတာကိုပြည်သူတွေကမသိလို့မဟုတ်ပါဘူး။နုသက်ခံဆိုတာကတော့မိခင်နှုတ်ရီကိုကိုယ်တိုင်အထုတ်တောက်သုံးမှုမကြိုးတာပဲမိခင်နှုတ်သက်လာတာကိုစောင့်ပြီးစုတက်တာကိုစုလို့တာပါအဲ့ဒီလိုပဲ ဒီမိုကရေစီစနစ်နဲ့တန်ဖိုးတွေကိုဒီကိုချခင်ကိုယ်တိုင်ကာကွယ်ခုခံဖို့စံနှမ်းရှိကြတဲ့နိုင်ငံသမားတွေဟာအာဏာရှင်နှုတ်သက်ခံဘဝကိုခံယူလိုက်ကြပြီးအာဏာရှင်ကပြတ်ထန်းဝင်ပြည်သူများကိုခြေတော်ကဆိုးမွေးဆွဲကျိုးလိုပြင့်မှုနေကြတာဖြစ်ပါတယ်အစီအစဉ်နည်းပြခံတာကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီမှာတော့တကြား UFO အာနာရွေးဟာတကြား UFO တွေပျော်ရွှင်မှုတပွဲလိုပဲအားလုံးကထင်မှတ်နေပြီးတော့လက်ရှိ NCA စနစ်ပြပေါ်မှာကကုန်နေကြတဲ့တကြား UFO ပြမှာဖြစ်ပါတယ်။ဒီစုထားတဲ့သချင်းလေးနဲ့တိတ်မလက်ဖတ်လို့လိုက်ဖက်တဲ့သချင်းတွေ ျွန်တော်နေတောင်းလဲခဲ့ပြီးတော့ပြလက်တင်ဆက်ပြလိုက်ပါတယ်ခင်ဗျရေပိုင်နဲ့လေးသူဆုံးမနေကြီးချင်းသေးတော့မမျိုးတော့တာတဟုံတော့ဟေးဒါပေမဲ့ခွဲကခွဲခွဲကခွဲခွဲချင်းခွဲတန်ခွဲလုံးတော့တော့ဟေးဒါပေမဲ့ခွဲကခွဲ န်ဒီတို့သားတွေကိုအန်ဒီတို့ချစ်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တော်လန်ရေးကိုအန်ဒီတို့အနောက်ဆက်ပေးတယ်။စကားစလာခေါ်ရင်ပတ်စံနဲ့ရွေးတယ်ရွေးလို့မရရင်ထဲလိုက်တယ်။ကျွန်တော်တို့တော်လန်ရေးကိုနှောက်ဆက်တယ်။ကျွန်တော်တို့အပေါ်မှာကြတော့မဆာနာဘူး။ရရတယ်ပြဿနာမရှိဘူး။အန်ဒီတို့လက်ပူလောင်နဲ့နေကြရင်အန်ဒီတို့ဆာနာတက်လာတယ်။ ဒေါ်လာမျိုးတွေအားလုံးပဲသဘောဝဘေးနဲ့မီးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော် Gojek Revolution Channel ရဲ့ညပိုင်းစီစဉ်ကပြန်လည်ကြိုတိုက်ပါရစေ။ Revolution မတော်ပေးကမှာတော့ယနေ့အောင်နေဝင်နေတဲ့ညပိုင်းဒီနောက်ဆုံးရရှိသတင်းချို့အချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနေရှိဖို့ဒီနိုင်မထမှန်တောင်းဆိုလိုက်ပါရစေ။အထောက်အဆုံးသတင်းပုဒ်လေးနဲ့ကတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကျွန်တော်တို့ရဲ့ဒေါ်လာမျိုးတွေကိုဘယ်လိုပြောကျင်တဲ့သတင်းလေးလေးဖြစ်ပါရစေ။ ECC ရဲ့ကိုရဲမင်းရဲ့ တုံးသက်ပြောဆိုမှုကိုပြန်ပြီးတော့ပြန်နဲ့မျှဝေခြင်းဖြစ်ပါတယ်။ ACC ရဲ့ကိုရဲမင်းကိုတော့ထိုင်းမှာရှိတဲ့သူတွေအကုန်လုံးလည်းသိရှိမယ်လို့ထင်ပါတယ်။ဒါကတော့ဒီတော့ထိုင်းမှာမြန်မာပြည်ကလာတဲ့လူစင်းရဲ့အခြေခံလူဒန်းစားလူသမားတွေဖန်ခံနေရနေထိုင်ခွင့်တန်တန်းတွေတိုးမရလို့ဒုက္ခတွေရောက်နေရလူတစ်ပတ်မရိုက်တော့လို့ဖန်ခံရတာတွေလုံယုံတွေကလူကြီးရာတွေထောင်နေတဲ့ခြေပြီးအစုတိုင်းအပြုံတိုင်းလုံတွေဖြုတ်လို့အလုံးလုံးပဲဖြစ်နေကြတဲ့ခြေနေမှာသရှင်တွေဆိုကြောကြကကြအောင်မှလာဆိုပြီးတော့ပေါ်ပိုင်းပေါင်ဝိုင်းတဲ့မျိုးကြီးတွေကိုပြောထားတာလည်းတွေ့ရှိရပါတယ်မျိုးကြီး ဝိုင်ဝိုင်ကိုစပိုင်းနဲ့ကျွန်တော်တို့ကမြားတို့တချင်းတွေရမ်းကြိုက်တယ်ခုဒီလဲမျက်နှာစင်ဖြစ်နေစေပါနောက်အချိန်ကြာဒီကြည့်အပေးခြင်းသေးတယ်လို့လဲအဲ့ဒါတွေ့ရှိပါတယ်မြားတို့ IC1 ကသွားတွေမရှိတော့တလို့သိညံမှာခန်းချောက်သွားတဲ့ဘဲကြီးလို့မြားတို့ကကျွန်တော်သတ်မှတ်ထားတဲ့ PC ထဲမှာအခုချိန်ကြီးမပါသေးပါဘူးဆိုပြီးတော့လေးဖြူလဲတဲ့ပြောပါတာတွေ့ရှိပါတယ်အဲ့မဲ့ခင်မြားတို့နေတဲ့ထိုင်တက်လို့သာဖြစ်တယ်ဆိုရင်တော့မြားတို့ဘလူတိုင်းဝမ်ကလာလဲဆိုတာတွေကိုကျွန်တော်မပြောနဲ့ခုခက်ကလေးတောင်ပြီလို့လဲဖော်ပြထားပါတယ်နေတက်အောင်နေကြစမ်းပါလို့လဲ ပြောထားတာတွေ့ရှိရပါတယ်။လက်ရှိချိန်မှာကတော့ဂျိုးကြီးဝိုင်းဝိုင်းနဲ့ဆော်ပိုင်တို့အုံးကထိုင်းနိုင်ငံကိုလာရောက်ပြီးတော့သူတို့ရဲ့ရှုံးဘွဲကြီးကိုကျင်းပတော့မှာဖြစ်တယ်ဆိုတာလည်းအလုံးသိရှိပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့မြင်းကြံခရိုင်ပတ်ခပအချုပ်ခန်းကနေပြီးတော့ချုပ်သား30ရာလက်နက်တွေယူပြီးထွက်ပြေးသွားပြီး ပြူးတော့လက်ရှိမှာပြန်လည်ဖမ်းမိတာလို့သိရှိရပါတယ်။မန္တလေးတိုင်းမြင်းညံခိုင်ပါကဖချုပ်ခန်းကနေအချုပ်သားရောက်30ရာအော်တိုဘာလ16မိနစ်ကလက်နက်တွေယူဆောင်ထွေးသွားကြပြီးရှေ့ရောက်ကိုတော့ပြန်မိထားရင်ပဲစစ်တုံးမှအချုပ်သားတွေဟာလွမြောက်နေသေးတယ်လို့မြင်းညံခြေဆိုင်တော်လိုင်းတဖွဲ့ကြီးကသိရှိရပါတယ်။ခါရီကြရင်လည်းပြည်သူတွေကနေပြီးတော့ဓာတ်တွေကိုမြင်ရတဲ့အခါကျရင်ညံငါပြက်ကုန်ပြက်နိုင်သူရေးကတော့တော်လိုင်းကြီးကတောင်းနေနေမှာပဲလို့ပြောနေတဲ့စကားတိုင်းပါပဲ။ဒီချီနေတွေကိုအမှန်မကြုံဝစီဘူးတော့ဒီကောင်တွေကိုသူပဲထမင်းကြွေးထားမလားပေါ့ဆက်ပြီးစဉ်းစားမနေထားလဲဖြစ်ပါတယ်။ ောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့ KNP အတွင်းအချမ်းဘတ်စစ်တပ်ကလက်လွတ်ထားတဲ့နေမြများပြန်လည်သိမ်းပိုက်ရေးကိုစစ်စင်နွဲစင်မှာပဲစစ်တပ်ကဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူတည်ဆုံသွားကြောင်းတည်ဆုံစီရဇနီးဖြစ်သူကလူမှုကွန်ရက်ဆာမျက်နှာမှာဖော်ပြခဲ့တာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ဒါဟာအော်တိုဘလတ်၁၄ရက်နေ့တိုက်ပွဲအတွင်းဗိုလ်မှူးဗိုလ်ကြီးအောင်မင်းသူတည်ဆုံခဲ့ခြင်းဖြစ်ပြီးလောင်းကိုတော့တရင်တပ်ဖွဲ့တံကိုပြန်လည်တည်ယူနိုင်ခြင်းမရှိကြောင်းလည်းသိရှိရပါတယ်။ရပ်ပြည်နယ်မှာကြာလာလို့သိရတယ်။သူကမြစ်ကြီးနားဇာတိပါ ုံမှုအပွင့်မတင်သေးဘူးဒါပေမဲ့လာတော့စားနေပြီလက်ရှိမှာတော့ဗိုလ်ကြီးဆင်နေပဲရှိပြီးတော့ဗိုလ်မှုလိုလဲဗိုလ်မှုလာစားကိုစားနေပါပြီလို့တေဆုံးသူဗိုလ်ကြီးအောင်မင်းသူကိုအွန်လိုင်းကနေပြီးတော့ဖေးဆွေတွေပစာတွေတွေ့ရှိပါတယ်တေဆုံးညီမဗိုလ်ကြီးအောင်မင်းသူထံမှာမိမဖြစ်သူမေဖြူဖြူစင်နဲ့သာသမီနှစ်ဦးချန်ရေးခေကြောင်လဲဒီရှိလေနောက်ထပ်တင်ပုံအနေနဲ့ကတော့ဘကိုးတိုင်းဗဒောင်းမြို့နယ်တဲကကာဘာစာ16စယုံနီးတဝက်ကကြေးရ၄ရကိုစစ်ကော်မရှင်တပ်ဟာရွာပြင်ထွက်ခင်ပိတ်ပင်လိုက်ပြီးရွာဝင်ထွက်မြန်မာဂိတ်တွေမှာရွာဆက်တွေမှာနေမိုက်တွေထောင်ထားတွေ့ရှိနေရပါတယ် အော်တိုဘာ20ရက်နေ့ကစတင်ပြီးမတုံရွာဖလုံရွာကြားချီရွာရွာနဲ့တောက်စကွဲရွာတွေကိုဟန်ဇီယိုဝါဂျုံနေနဲ့ခတ်ပြီးရွာပြင်ထွက်စီးပွားရှာတာမလုပ်ဖို့နဲ့ရှိတာရှာစားဟိုပြောပြီးပြင်ထွက်ပါကစမှုတန်းနဲ့ထဲမယ်လို့ဟန်ဇီပါမလို့လဲချင်းလျှောက်ထားတယ်လို့သိရပါတယ်ဒီရွာလေးရွာလူငယ်တွေကစစ်တင်တန်းအိုချနေပြီးရွာနီးတစ်ဝိုက်ကိုလည်းနင်းမိုက်နေထောင်တာကဒါလုံကျွင်းအတွက်တည်နှံပေးတယ်သိတယ်။အဲကဝေးပစ္စည်းစက်ယုံကပ္ပသ16နီးအဲ့ဒီရွာတွေကလူငယ်တွေကိုကပ္ပသစက်ယုံကိုကာကွယ်ဖို့နဲ့ ရွာတွေကိုကောက်ကဖို့စစ်တင်နဲ့ပြနေပြီးရွာပြင်ထွက်ခွင့်ပိတ်ပင်ခံရပြီးရွာလူရွာကဒေသခံထောင်ချိုပါဧခါပြတ်မှုတွေဖြစ်ခဲ့ပြီးပါပါတယ်ဒီဆုံးသွားတယ်အဲ့တော့သူတို့ကတော့ပြောတာပေါ့အကြက်ဖက် PDF တွေနဲ့တူတူရှိလို့ဆိုပြောတာပေါ့မင်းတို့အဲ့လိုမျိုးစိတ်မွေးလို့ငါတို့နဲ့ရှိလို့ဒီလိုလုပ်တယ်ဆိုမင်းတို့နဲ့ရှိတိုင်းတာလုပ်မယ်ဆိုရင်ကျင်းစီတာတစ်ခုကမင်းတို့ရှိရသိမ်းထားတယ်120ပြောင်းနေလေတို့ရှိမှအများကြီးသိလားကြေဝါမယ်မွဝါမယ်ပြိုပြတ်သွားမယ်သိလားဒါပေမဲ့ငါတို့တိဆောက်နေချင်တာဒီစနစ်တစ်ခုဖြစ်တယ် စနစ်တစ်ခုဖြစ်တယ်လူသက်ပွဲမဟုတ်ဘူးစနစ်တစ်ခုဖြစ်တယ်ပြောပြချင်တာပါစနစ်တစ်ခုဖြစ်တယ်အဲ့တော့မင်းတို့ကအဲ့လိုလုပ်တယ်အဲ့တော့စကားဆာဘလောက်ထိရက်ဆက်လဲဆိုလို့ရှင်မုံရမျိုးပေါ်မှာပျော်နေတဲ့သူတွေကြတော့ပေးပျော်ထားပြီးတော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အင်ဂျက်ဖြစ်သွားပြီလေသူ့ရဲ့အင်ဂျက်ဖြစ်သွားပြီလေသူစားကျင်တဲ့ချိန်သူစားမယ်သူခုတ်ခိုင်းကျင်တဲ့ချိန်သူခုတ်ခိုင်းဖို့အတွက်သူ့ရဲ့အင်ဂျက်ဖြစ်သွားပြီလေအဲ့တော့သူ့ရဲ့အင်ဂျက်မဖြစ်တဲ့သူတွေကြတော့ရွေးကောက်ပွဲကိုကျင်းပဖို့အတွက်ရွေးကောက်ပွဲကျင်းပမယ့်နေရာကိုမလာနိုင်အဲ့ဒီနေရာမှာရှိတဲ့လူကသူ့ရှိကိုလာအောင်လို့အကြောက်တရားနဲ့လုပ်တယ် ဲ့တော့အကြောင်းတရားနဲ့လို့တော့လူတွေကကြောက်တာပေါ့ဗျာကြောက်တော့ဘယ်ဖြစ်လဲဆိုတော့မျိုးရွာတွေကိုပြေးကြတယ်ဟိုစစ်တပ်နဲ့စစ်တပ်နဲ့နင်းရင်လင်းချဲမခံရဘူးလေဘာဖြစ်လို့တော့အတူတူရှိတာကိုအဲ့တော့အဲ့ဒီလင်းချဲမခံရတဲ့နေရာတွေကိုသူတို့ကပြေးတဲ့အတွက်ကြောင့်မို့ရွေးကောက်ပွဲကိုရှိတဲ့နေရာကိုသွားမလို့ရဲဘူးလုံးဝမဲ့နေရာကိုသွားမလို့ရဲတဲ့အတွက်ကြောင့်မို့ဟိုရွေးကောက်ပွဲလုံးမဲ့နေရာကလူကိုသူ့ရှိခေါ်တာအဲ့တော့ဘလို့ခေါ်လဲဆိုတော့လူတက်ပြီးခေါ်တာကျွန်တော်ပြောတာမှားတယ်ဆိုရင်အခု social media မှာဖြစ်နေတာတွေရော သတင်းတွေရောပြန်ဖတ်ကြည့်နော်ပြန်ဖတ်ကြည့် အဲ့တော့စစ်ကောင်စီကဘယ်လောက်ထိရုံညံ့လဲဆိုတာပြပြတာအဲ့တော့ငါညီလေးတို့မင်းတို့လွန်ခဲ့တဲ့73နှစ်မှာအသက်မပြည့်သေးတဲ့သူတွေလွန်ခဲ့တဲ့လွန်ခဲ့တဲ့9နှစ်မှာ73နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ14နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ15နှစ်ပဲရှိသေးတဲ့လူတွေအခုမှ session နှစ်ပြည့်တဲ့သူတွေအခုမှ20ပြည့်တဲ့သူတွေကဒီဒေါ်လာရေးရဲ့တမိုင်းကိုမင်းတို့မသိဘူးအဲ့တော့မင်းတို့ကိုကြီးက800ဒေါ်လာရေးရဲ့တမိုင်းကိုမင်းတို့ပြန်ပြောပြတာဖြစ်တယ်ပြီးတော့မင်းတို့ကအိမ်ချက်တွေဖြစ်တယ်အချိန်မီးစားခံနိုင်တဲ့အချိန်မီးမင်းတို့ထွက်ခွာလိမ့်မယ်မင်းတို့ရဲ့တင်တင်မင်းကမင်းတို့ရဲ့တကားဝါကိုလာခောက်လိမ့်မယ်မိဘတွေအနေနဲ့လဲငါသားလေး လွတ်တွေ့ငါသားလေးနေပါစေဆိုပြီးတော့မှအန်ဒီတို့အတ္တကြီးကြီးအနေနဲ့အန်ဒီတို့ခေါ်ထားအန်ဒီတို့သားကိုတင်မင်းကလာဆွဲခေါ်တဲ့နေ့အန်ဒီတို့မျက်ရည်နဲ့မျက်ကွက်ဖြစ်ရတယ်မယ်အန်ဒီတို့သားတွေကိုအန်ဒီတို့ချစ်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တော်လန်ကြီးကိုအန်ဒီတို့အနောက်ရှက်ပေးတယ်စကားစလာခေါ်ရင်ပတ်စံနဲ့ရွေးတယ်ရွေးလို့မရရင်ထည့်လိုက်တယ်ကျွန်တော်တို့တော်လန်ရီကိုနှောက်ရက်တယ်ကျွန်တော်တို့အပေါ်မှာကြတော့မဆာနာဘူးရရတယ်ပြဿနာမရှိဘူးအန်ဒီတို့လက်ပူလောင်နဲ့နေကြရင်အန်ဒီတို့ဆာနာတက်လာလိမ့်မယ်အဲ့ကျင်ကြရင်တော်လန်ရီမြေမြအောင်ပါစေဆိုတဲ့ဆုတောင်းစကားနဲ့အန်ဒီတို့တောင်းတက်လာလိမ့်မယ် နော်ချင်းပြောရင်တော်လန်ရေးอ่ะကျွန်တော်တို့ပြည်သူလူထုတွေမညီတာအဓိကပဲကျွန်တော်တို့ပြည်သူလူထုတွေညီလို့ရှင်တော်လန်ရေးอ่ะဒီ2025ထဲမှာတော့ပြီးလောက်ပါစပေါ်တာဆွဲတာကိုခံပြီးတော့မှရန်သူကိုအင်အားကောင်းအောင်လုပ်ပေးတဲ့ပြည်တွင်းထဲကအင်ချက်တွေကြောင့်ဒီတော်လန်ရေးอ่ะအစ်စ်ဂျိုးအပြောင်းလဲအများကြီးဖြစ်သွားတာနော်အဲ့ဒါကိုဟိုလူကမတိုက်လို့ဒီလူကမတိုက်လို့ဒီလူကစောက်သုံးမကြလို့ဟိုလူကစောက်သုံးမကြလို့ရှောက်ပြောမနေနဲ့ပြည်တွင်းထဲမှာရှိတဲ့ အိမ်ချက်တွေကြောင့်နော်အချက်စားခံဖို့သူများခုတ်ခိုင်းတာကိုခုတ်ဖို့အစဉ်သင့်ထိုင်ဆောင်နေတဲ့အတ္တကြီးတဲ့သူတွေကြောင့်အိမ်ချက်တွေကြောင့်ဒါမျိုးဖြစ်တာအဲ့တော့ဂျင်းသေးတာတစ်ခုကတော့အိမ်ချက်တွေကဒီနေ့ချက်စားခံရတဲ့ဘဝကိုဂျင်းသေးကြောင့်နော်တော်လန်ရေးသမားကိုပဲတက်လို့ရတယ်တော်လန်လူစိတ်ကိုတက်လို့မရဘူးဒဲတိုက်လို့မရရင်ချောင်းပြစ်မယ်ဂျင်းသေးတာတစ်ခုကသူတို့တေးရမယ်အဲ့တော့အဲ့ဒါကျွန်တော်ပြောရဲတယ်ဟုတ်အဲ့ဒါကျွန်တော်ပြောရဲတယ်။တော့လူလိုရောစကားစားရောခေါ်มาပဲ။ နော်ရှင်းပြောမမတ်ရရန်ပြောရင်ပြည်တွင်းထဲကလူတွေများများအိတ်စောစောအိတ်ကြပါဗောခလေးများများမွေးဗောနော်စကားစားကိုထောက်ပံ့ဖို့ဗာလဲစကားစားကိုထောက်ပံ့ဖို့စောစောအိတ်ကြအဲစောစောအိတ်ဖို့လဲစကားစားကမီးဖြတ်ပေးထားပါဗာနော်စကားစားကိုထောက်ပံ့ဖို့ခလေးများများမွေးကြစောစောအိတ်ကြနော်စကားစားဆစ်ရှုံးနေဆစ်ရှုံးနေအော်နေတာဆစ်ရှုံးနေဆစ်ရှုံးနေအာဘီဒီယားတွေဆစ်ရှုံးနေပြီတီအန်တွေဆစ်ရှုံးနေပြီစကားစားအော်နေတာဘလောက်တေွားလဲဆိုတာကိုအုတ်ကူလို့ရဲလား ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလို့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလို့ကိုယ့်ရဲ့ကြဆုံးသွားတဲ့ရဲဘော်တွေဆွလုံးနေတာခံသွားတဲ့ရဲဘော်တွေအထက်အာဇာနည်ဒိမ့်မှန်ဆိုပြီးတော့မှအာဇာနည်တွေကိုဂုံပြူတဲ့စုပေါင်းဂုံပြူနေရာလောက်နိုင်လားเนาะကျွန်တော်တို့မှအာကြဆုံးရဲဘော်တွေအများကြီးပုံနေတာပဲဆိုတာအဲ့ဒါကအာဇာနည်တွေကိုစုပြီးအာဇာနည်ဒိမ့်မှန်လောက်ထားတဲ့အတွက်ကြောင့်မို့တရင်သီးသီးရဖြစ်နေလို့စကားစားအဲ့လိုမျိုးတနိုင်ငံလုံးအတိုင်းတာเนาะပတ်စားတဲ့စစ်တီကြဆုံးမှုတွေကိုအဲ့လိုအုပ်ကူလုပ်ရဲလားလုပ်ရဲရင်လုပ်လိုက်မြန်မာနိုင်ငံတဝက်စားလုံးပြေသွားလိမ့်မယ် ်လုံရဲရင်လုံလိုက်เนาะအဲ့တော့ဓာရီကိုတိနေတာဟိုတော့မှကိုယ့်ကိုအင်ကျက်ဘဝเนาะခြံထဲကကျက်ဘဝဖြစ်နေတယ်ဆိုရင်တော့လဲမတက်နိုင်ဘူးပေါ့ဗျာကိုယ့်လုံကိုဆက်လုံရတာပေါ့လာဆွေပြောနေကြစကားဖြစ်တဲ့မင်းတို့တွေဖေဟူပြေးရလဲနောက်ဆုံးပြည်သူတွေအကုန်လုံးပြေးရတာစစ်တပ်ရှိတွေပြေးရတယ်ဆိုရယ်စကားနဲ့ပတ်သက်ပြီးတော့ဘာလို့စစ်တပ်ရှိစီပြေးရလဲဆိုတော့စစ်တပ်တကူတွေပုံကျင်နေတာဟုတ်ဒီကြောင်းကနေပုံကျင်နေတဲ့စစ်တပ်တကောင်တွေရှိသေးတော့ပြေးလောက်ရုံမနဲ့ကောင်တွေဆိုရုံမနဲ့နောက်နာကတ်နေမှာသူတို့ကိုသူတို့ပုံကျင်လို့မရတဲ့အနေထားရှိမယ်အနေထားမှာပဲသွားနေမှလားအဆင်ပြေမယ်ဆိုပြီးတော့ပြည်သူတွေကပြေးနေတဲ့အနေထားတကူတွေတွေ့နေရပါတယ် legitimacy ဆိုတဲ့အင်္ဂလိပ်စကားနဲ့တရားဝင်မှုဆိုတဲ့မြန်မာစကားဟာတော်တော်ကိုစင်တူနှိစက်ပါတယ်။မူလအဓိပ္ပာယ်ကတရားဝင်တာပါ။တရားဝင်တာဆိုတော့ဥပဒေနဲ့ညီညွတ်တာကိုပြောတာပါ။ဒါပေမဲ့စကလုံးတစ်လုံးဟာအတုံးများတွင်ကျယ်လာတဲ့အခါမှာလူအဖွဲ့အစည်းအတွင်းလူအများလက်ခံတဲ့အဓိပ္ပာယ်အသစ်တွေကျယ်ပြန့်ထွန်းကားလာလေရှိပါတယ်။အဲ့ဒါလိုပဲ legitimacy သို့မဟုတ်တရားဝင်မှုရှိခြင်းဆိုတဲ့စကားမှာလည်းအဓိပ္ပာယ်အသစ် ထွန်းကားကျယ်ပြန့်လာပါတယ်။အဲ့ဒါလို့ကျယ်ပြန့်ထွန်းကားလာတဲ့အသေးပဲတဲ့ရတရားဝင်နေဆိုတာဟာလူအများလက်ခံနေစီးနေပုံနဲ့ကြိုက်ညီတဲ့အတီးဖြစ်တယ်ဆိုတော့အသေးပဲမျိုးထွက်လာပါတယ်။အဲ့ဒါလို့အသေးပဲထွက်ရမှာလဲအင်္ဂလိပ်စကား legitimacy မှာရောဗမာစကားတရားဝင်မှုမှာရော အတူတူပါပဲ။ဘုံမင်းအွန်လိုင်းတို့ရဲ့စစ်ကောင်စီဟာတရားမဝင်တဲ့အစိုးရဖြစ်တယ် ဘာကြောင့်တရားမဝင်တာပါလဲသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့2008အခြေခံဥပဒေကိုသူတို့ကိုယ်တိုင်ကနှီးမျိုးစုံပုံတံတန်းမျိုးစုံနဲ့အကျဉ်းချင်းချုပ်ဖောက်ထားလို့ပါသူတို့ရဲ့ဖွဲ့စည်းတည်ရှိမှုကဥပဒေနဲ့မညီလို့ပါအဲ့ချက်ပို့ပြီးတော့တရားမဝင်ရတဲ့အချက်ကတော့သူတို့ကိုတရားဝင်အစိုးရအဖြစ်ပြည်သူလူထုကိုယ်တိုင်ကလက်မခံလို့ပါဘလောက်တောင်လက်မခံတယ်လဲဆိုတော့ သူတို့ကိုအစိုးရတော့မဟုတ်စစ်စိုးရဆိုတာမျိုးပြောမိရင်တောင်မှလူအများကကန့်ကွက်ကြတာကိုခံရပါတယ်လူအများကကန့်ကွက်ဆန့်ကျင်ကြတဲ့အတွက်လူအဖွဲ့အစည်းနဲ့အမဝင်ဘောင်းမဝင် အကျုံးမဝင်တော့ပါဘူးအဲ့ဒါလို့လူလက်မခံတာဟာလူအဖွဲ့အစည်းကလက်မခံတာလူရမဝင်တာကိုလည်းတရားမဝင်ဘူးလို့ခေါ်ပါတယ်လူတွေကလက်မခံတာလူအဖွဲ့အစည်းကလက်မခံတာလူအဖွဲ့အစည်းကငင်းဆန်ကန့်ကွက်နေတာဟာ တရားမဝင်ဘူးဆိုတော့အတိတ်ပဲပါပဲအဲ့တော့တရားဝင်ခြင်း legitimacy ရှိခြင်းဆိုရမှာလက္ခဏာနှစ်ခုပါဝင်ပါတယ်တစ်ခုကဥပဒေနဲ့ညီခြင်းဖြစ်ပြီးတော့နောက်တစ်ခုက ပြည်သူလူထုကလက်ခံခြင်းထောက်ခံခြင်းဖြစ်ပါတယ်အခုဆွေးဥစုဟာ legitimacy လို့ခေါ်တဲ့တရားဝင်ခြင်းကိုရဖို့အတွက်အသေးအံစူးစမ်းနေပါတယ်ရွေးကောက်ပွဲကျင်းပတဲ့ရည်ရွယ်ချက်ကအဲ့ဒါပါပဲသူတို့ဟာတရားမဝင်တဲ့အတွက် legitimacy မရှိတဲ့အတွက် ကမ္ဘာမှာရောမြန်မာနိုင်ငံအတွက်မှာပါလူရမုံမအောင်သူတို့ဟာစိုးရပါလို့ပြောဖို့ရအတွက်တနတ်ကိုတင်းတင်းဆုတ်ထားပါတယ်တနတ်သာမရှိရင်သူတို့ဟာပြည်သူလူထုကတယောက်တစ်ချက်ဒရေးဝိုင်းပြီးတော့ထွေးလိုက်တာနဲ့တောင်းဘင်္ဂလားပင်လယ်ကိုအော်ရဲအထိရောက်သွားနိုင်ပါတယ်အဲ့ဒါကိုပြည်သူလူထုတရက်လုံးလဲသိတယ်လို့သူတို့လည်းသိပါတယ်သူတို့မသိကြမှာရှိပါဘူးလူပေါင်းတန်းဆယ်နဲ့ချီပြီးတော့လမ်းမော်တက်ဆန္ဒပြတာကိုလည်း ကန့်ကွက်တာကိုလည်းသူတို့ကြုံခဲ့မြင်ခဲ့ရပြီးပါပြီငင်းငင်းချမ်းချမ်းပြောဆိုကန့်ကွက်တာမရလို့လက်နက်ကင်ပြီးတော့တောင်းမှတော်လန်တာကိုသူတို့ခံနေရပါတယ်ဟွန်း1962ခုနှစ်7 July ကစပြီးတော့ကန့်ကွက်နေတာဟာဒီကနေ့ထိပါပဲဒါပေမဲ့စေအိုစုဟာအဲ့ဒီသဘောကိုသေးသိမ့်စေချင်ပါတယ်စေအိုစုနဲ့ပြည်သူလူထုတရားလုံးရဲ့ပြဿနာဆိုတာကိုဝန်ခံရမှာတိတ်ကြောက်တဲ့အတွက်အဲ့ဒါဟာအနည်းနဲ့အစိမ့်ပြဿနာပါလို့အချိန်ချင်းပြောပါတယ်။ NLD မွဲခိုးလို့ အာဏာသိမ်းရတာပါဆိုပြီးတော့အကြိမ်ကြိမ်ပြောပါတယ်ဒါအပြင် NLD အများစုဖြစ်ကြတဲ့ရွေးကောက်ပွဲအနိုင်ရသူတွေရှိနေတဲ့အတွက်သူတို့ဟာတရားမဝင် ဖြစ်ရပါတယ်လို့လည်းသူတို့ကတွေးပါတယ်အဲ့ဒါလို့တွေးတဲ့အတွက်2020အနိုင်ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ9နှစ်တက်တန်းစီသွားတဲ့အချိန်အခါနဲ့အချိန်ကိုက်ပြီးတော့ရွေးကောက်ပွဲအသစ်ဆိုတာကိုသူတို့ကလုပ်ပါတယ်အဲ့ဒါလို့နီးနဲ့ legitimacy ကိုထူထောင်မှု ကြိုးစားပါတယ်။ဒါပေမဲ့အဲ့လိုထူထောင်တဲ့ခါမှာတရားမျှတတဲ့နည်းနဲ့မထူထောင်ရဲပါဘူး။မတရားတဲ့နည်းနဲ့ထူထောင်ပါတယ်။နိုင်ငံတကာကတော့ရက်စုကြီးကိုလွှတ်ပေးပါဆွေးနွေးပါ NLD ကိုတရားဝင်ရှင်ပြိုင်ခွင့်ပေးပါလို့ပြောနေကြပါတယ်။အဲ့လို ပြောတာဟာတရားမျှတစွာရှင်ပြိုင်မှာအဲ့ဒါမှသာတရားဝင်ပါလိမ့်မယ်လို့ပြောနေတာပါ။ဒါပေမဲ့ဘိုးမင်းအွန်လိုင်းတို့ဆွေးအဆူဟာဒေါအောင်ဆန်းစုကြည်ကိုလွှတ်မပေးဝင်တယ်လို့ NLD ကိုလည်း ဝင်မပြိုင်ခိုင်းရပါဘူး။ NLD ဝင်ပြိုင်နိုင်သူတို့ကအမဲရှုံနေတော့ငယ်ကြောက်လူကိုဖြစ်နေပါပြီ။ NLD အတန်ကြားရင်ကိုဖိတ်ဖိတ်တောင်းအောင်ကြောက်နေကြတာပါ။အဲ့ဒါကြောင့် NLD အစိုးရကိုဖြုတ်ချအာဏာသိမ်းလိုက်ပါတယ်။ NLD ကလူတွေကိုဖမ်းပြီးတော့ထောင်ချပါတယ်။အဲ့ဒါနဲ့လည်းစိတ်မချသေးပါဘူး။ NLD ပါတီရွေးကောက်ပွဲမဝင်နိုင်အောင်အားရမဖျက်သိမ်းလိုက်ပါတယ်။အဲ့ဒါလိုလှုပ်ပြီးတဲ့နောက်ကြတော့မှရွေးကောက်ပွဲအစ်စ်ကျင်းပပါတယ်။ သူတို့လုပ်ပုံကိုသေးသေးချာချာတွေးကြည့်ပါသူတို့ဘယ်တော့မှ မနိုင်ဘူးတဲ့ပါတီမနိုင်နိုင်တဲ့ပါတီကလူတွေကိုအကြောင်းပြချက်ရှာပြီးတော့ဖမ်းပါတယ်ပြီးတော့အဲ့ဒီပါတီကိုဖျက်ပါတယ်အဲ့လိုဖျက်ပြီးတော့မှရွေးကောက်ပွဲအသစ်လုပ်ပါတယ်ဘလောက်ရှက်ဆရာကောင်းပါလဲရှက်တတ်တဲ့လူဆိုလို့ရှိရင်မျက်နှာကိုဖော်ရဲမှာမဟုတ်တော့ပါဘူးအဲ့ဒါတောင်မှ မသေးချာသေးဘူးထင်လို့ PR နဲ့ FPTP နှမျိုးဆက်ကြားရွေးကောက်ပွဲဆိုတာကိုကလိန်ကကြစ်အကြံနဲ့စီမံဖန်တီးလိုက်ပြန်ပါသေးတယ်။အဲ့ဒီဆက်ကြားစနစ်ဟာဘာကြောင့်ကလိန်ကကြစ်လဲဆိုတာကိုတီးတန့်ထပ်ပြီးတော့ရှင်းပြပါဦးမယ်။နောက်ဗီဒီယိုတစ်ခုခုမှာပေါ့လေ။အဲ့ဒါတော့ဘက်ပေါင်းစုံကနေညီမင်းတို့နဲ့ညစ်ပီးတာတောင်မှမသေးချာမှာကိုစိုးရိမ်နေပါသေးတယ်။လူတွေကသူတို့ကိုတိတ်မုန်းနေတယ်ဆိုတာကိုသိတော့သူတို့မဲမရရင်ပြီးရောဆိုပြီးရောတခြားပါတီတစ်ခုခုကိုမဲသွားထည့်လိုက်မှာကိုကြောက်နေပြန်ပါလေ။အဲ့ဒါကြောင့် NDF ကိုပါ ရွေးကောက်ပွဲဝင်ခွင့်ထပ်ပိတ်လိုက်ပြန်ပါတယ်။ညစ်တာမှလက်ကုံညစ်ပါတယ်။ညီမျိုးစုံညစ်ပါတယ်။အညစ်တကာထိတ်ကောင်ဖွင့်မင်းအောင်လို့ဆိုရမယ်အဆင့်ထိရောက်ပါတယ်။အဲ့တော့စစ်အုပ်စုဟာ legitimacy ကိုတိဆောက်နေတာတောင်မဟုတ်တော့ပါဘူး။ထူထောင်နေတာတောင်မှမဟုတ်တော့ပါဘူး။ legitimacy ကိုခိုးယူနေတာပါ။တိုက်ယူနေတာပါ။အဲ့ဒါလို legitimacy ခိုးယူခံရတာတိုက်ယူခံရတာဟုတ် ် NUG အစိုးရအဖွဲ့ဝင်တွေ CRPH တွေ NLD တွေကလည်းဆိုရင်ပူပန်ကြတာတွေ့ရပါတယ်သူတို့က၅နှစ်တတန်းပြည့်သွားပြီ legitimacy ကတတန်းကုန်သွားပြီအဲ့တော့ဆေးအစုရဲ့ legitimacy ခိုးယူတဲ့အစီအစဉ်ဟာထမြောက်အောင်မြင်သွားတော့မှာပဲသူတို့ကိုတချို့တလေကတော့ထောက်ခံကြတော့မှာပဲဆိုပြီးတော့တွေးပူကြပါတယ်ဘလောက်တောင်တွေးပူကြကြလဲဆိုရင်အပြန်ရွေးကောက်ဖွဲကျင့်ပဖို့တောင်မှ စိတ်ကူးတဲ့သူကစိတ်ကူးလိုက်ကြပါသေးတယ်။ဘလို့မှမတက်နိုင်လို့လက်လျှော့လိုက်ကြတာပါ။ကျွန်တော်ကတော့အဲ့လိုမတက်နိုင်တာမလုပ်ဖြစ်တာကိုပဲအင်မတန်ကံကောင်းတယ်လို့သဘောထားပါတယ်။လုပ်ဖြစ်လို့ရှိရင်တော်လန်ရေးအတွက်သုံးရမယ်ငွေတွေလေလွန့်ပြုံးတီးလိုက်မယ်ဖြစ်ရှင်ဗျာ။လူတွေအကျိုးမဲ့ပြီးတော့ပို့ပြီးတော့တည်ကြည်လိုက်ကြမယ်ဖြစ်ရှင်ဗျာ။အချိန်လေးလှုပ်အားတွေအကျိုးမဲ့ကုန်လိုက်မယ်ဖြစ်ရှင်လို့တွေးမိပါတယ်။ အဲ့ဒါလို့ကြံကြတာဟာ NUG CRPH NLD အကုန်လုံးကကြံစီကြတယ်လို့တော့ကျွန်တော်မဆွလို့ပါဘူး။ဒါပေမဲ့အဲ့ဒါလို့ကြံစီတွေးတောသူတွေရှိတယ်ဆိုတာကိုလူတော်တော်များများကသိကြပါတယ်။တကယ်တော့အဲ့ဒါဟာအတွေးခေါင်းတာပါ။ပြတ်သားတဲ့နိုင်ငံရေးအမြင်ပြတ်သားတဲ့နိုင်ငံရေးလမ်းစဉ်မရှိတာပါ။မညာတမ်းပြောရမယ်ဆိုလို့ရှိရင်နိုင်ငံရေးအမြင်တိတ်တာပါ။စေအုပ်စုဘုံခတ်ထားတဲ့အပြင်ဘက်ကိုထွက်မကြည့်နိုင်တာပါ။တကယ်တရားဝင်မှုဟာ ရွေးကောက်ပွဲကနေလာမှရတာမဟုတ်ပါဘူးတကယ့်တရားဝင်မှုဟာပြည်သူလူထုစီကနေလာပါတယ်ဆရာဆိုဟာရွေးကောက်ပွဲလုပ်လိုက်တဲ့အတွက်တရားဝင်မှုအ ਨੇ အချင်းလောက်ရရှိရပါလိမ့်မယ်အဲ့ဒါလို့ရတာဟာသူတို့ကိုထောက်ခံတဲ့နိုင်ငံခြားတိုင်းပြည်အ ਨੇ အချင်းစီကပဲရပါလိမ့်မယ်ပြည်သူလူထုမထောက်ခံရင်တကယ့်တရားဝင်မှုဆိုတာကမရနိုင်ပါဘူးပြည်သူလူထုအမှန်တကယ်ထောက်ခံတဲ့သူတွေကသာတကယ်တရားဝင်တဲ့သူဖြစ်ခွင့်ရပါလိမ့်မယ် အဲ့တော့တကယ်တရားဝင်မှုကိုရကြည်ပြည်သူလူထုထောက်ခံမှုဆက်ရအောင်လုပ်ရပါလိမ့်မယ်အဲ့ဒီနည်းတစ်နည်းသာအကောင်းဆုံးတရားဝင်မှုကိုရနိုင်တဲ့နည်းလမ်းပါอืมပြည်သူလူထုထောက်ခံမှုရကြင်ဆက်အာဏာရှင်စနစ်အမြင့်ပြတ်ရေးကိုဒီဇိုင်းမမတ်လုပ်ရပါလိမ့်မယ်ပြီးခဲ့တဲ့9နှစ်ကာလအတွင်းမှာ NUG ကို ပြည်သူလူထုကထောက်ခံတဲ့ဆိုတာဟာရွေးကောက်ပွဲနိုင်လို့ဆိုတဲ့အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး အဲ့ဒီအကြောင်းထက်ပိုပြီးတော့ကြီးတဲ့အကြောင်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဆရာနာရှင်စနစ်အမြုပ်ဖြုတ်ရေးအမြင့်ပြတ်ရေးအတွက်ရှေ့တန်းကနေပြီးတော့ကြတော့ဥဆောင်ပြီးတော့လောက်ကင်တို့သူတို့ကိုထောက်ခံတာဖြစ်ပါတယ်တစုံတရာအမြင့်ပြတ်အောင်လုပ်မယ်ဆိုတဲ့ဂရိကဝိအမခံချက်မျိုးရှိတဲ့အတွက်ကြောင့်သူတို့ကိုထောက်ခံတာဖြစ်ပါတယ်ဆရာနာရှင်စနစ်ကိုပြုတ်အောင် တိုက်နိုင်တဲ့သူကိုပဲပြည်သူလူထုကထောက်ခံပါလိမ့်မယ်။အဲ့ရောပြည်သူလူထုထောက်ခံမှုဆုံရှုံပြီးအပြစ်တင်အပြစ်တင်ကန့်ကွက်မှုခံနေရတဲ့ပကဖားတချို့ရဲ့လုပ်ခံကိုအကြီးကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုပါတယ်။ပြည်သူယုံကြည်အားထားတဲ့တက်ဖြစ်အောင်တည်ဆောက်ပါလိမ့်မယ်။မှားနေတာတွေကိုပြင်ရပါလိမ့်မယ်။စစ်ကိုနိုင်အောင်တိုက်ရပါလိမ့်မယ်။အဲ့ဒါလို့လှုပ်မှတာလည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုရပါလိမ့်မယ်။ ပြည်သူလူထုရဲ့အမှန်တကယ်ထောက်ခံမှုကိုရမှာတရားဝင်မှုကိုရပါလိမ့်မယ်ပြည်သူလူထုထောက်ခံနေလို့ရှိရင်ဘယ်နိုင်ငံဘယ်ပြည်ပအင်အားစုကမှကြာကြာလစ်လျူရှုထားလို့မရပါဘူးစစ်လက်နိုင်မယ်လူလူလက်ထောက်ခံမယ်ဆိုလို့ရှိရင်နိုင်ငံခြားတိုင်းပြည်တွေကလည်းထောက်ကိုထောက်ခံလာမှာပါအတိုးဆုံးအရှင်းဆုံးကိုပြောရရင်တော့တကယ်တရားဝင်မှုကိုပေးနိုင်တဲ့သူပါပြည်သူလူထုဖြစ်ပါတယ်ပြည်သူလူထုထောက်ခံတဲ့သူကပါအစ်စ်မှန်တရားဝင်တဲ့သူဖြစ်လာလိမ့်မယ်လို့ ထောက်ပြကြပါမယ်ခင်ဗျာအမှန်ပါပဲဒီဥမာပဲပြည်သူလူထောက်ခံမယ်ဆိုရင်လောက်ပဲအခုချိန်မှာဘလို့နေထားရဖြစ်ဖြစ်ပြည်သူလူထောက်ခံမှုရရှိမယ်ဆိုရင်ချားနိုင်ငံရဲ့လက်ခံတာမှာဖြစ်သလိုဖူဂျီနေနဲ့ပြည်ပြည်သားသားနဲ့လုံတင်နေတဲ့ဒါတို့ဖြစ်ကြအောင်လည်းညကနေပြီးတော့ဒီနေ့မြန်မာနိုင်ငံထောက်ပြလို့ဆိုတာလေးကိုပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ပလန်မျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နဲ့ဆုံးသက်လိုက်ပါမယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတက်လာပြီးတဲ့ကျွန်တော်ရဲ့ကိုကြည့်တဲ့ဘိုလ်ရှင် channel လေးကို like and subscribe လုပ်လိုက်ရင် subscribe ပြီးဘေးကခွန်လိုက်ကြည့်မယ်တက်လာများပြီးတော့သတင်းအားလုံး issue နားဆင်ကြရဖြစ်ပါတယ်။ ဘော်ပြီးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါသေးထမှန်တောင်းစုပြင်းနေပဲကျွန်တော်ရဲ့ကိုကြည့်ရူပလူင်း channel လေးမှာတော့မနက်ပိုင်းနဲ့ညပိုင်းတနေ့ကိုဗီဒီယိုနှစ်ပုဒ်နဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲလာရောက်ကြည့်ရှုရင်းနေပဲ online ပြီးတဲ့အထိအတူပြည့်စက်ရောက်ကြပါစို့ဗျာ